တပင်ကြီးများဖြင့်ဖုံးလွှမ်းနေသောတောင်ကြားလမ်းပေါ်တွင်မိုးချုပ်ခံသည့်အချိန်လီယန်းသည် သူ၏ခြေလမ်းများကိုညောင်လှမ်းလာခဲ့သည်မြမနိုင်ငံမြောက်ပိုင်းရှိဒေသရိုးရာကျေးရွာတရွာသို့ဓာတ်ပုံရိုက်ရန်စိတ်ကူးဖြင့်လာခဲ့တော်လဲလမ်းမကဤထူးဆန်းသောလမ်းကြောင်းပေါ်ရောက်သွားခြင်းဖြစ်သည်သူ့အနောက်မှလိုက်လာသူမရှိဖုံးချက်ပြမှုလဲပြတ်တောက်နေပြီဖြစ်သည်ဘေးတွင် ရွှေမော်တော်ရွာတတိဖြင့်ဝင်ကြပါဟုမှုဟောင်းအပ်နေသောကြောက်စားများဖြစ်ရေးထားသည် ကျေးရွာဝင်ပေါက်တွင်အိမ်များပေါ်ကမိခိုးမိုင်းများနှင့်တရွက်ချောင်းများစုညံစွာလှုပ်ရှားနေသည်ကိုသူသတိပြုမိသည်ရွာလန်းတလျှောက်လူသူသွားလာမရှိသို့သောမျောစင်အဟောင်းတစ်ခုပေါ်မှနေသားပုံပါအလူခံပုံကိုမြင်ရသည် ရုတ်တရက်သူ့နောက်မှ အာတန်တစ်ခုကြားလိုက်ရသည်ဒီညနေမဝင်ခင်ထွက်သွားပါလှည့်ကြည့်လိုက်သည့်အခါမျက်နှာတချမ်းပြက်နေသောအဖွားအိုတဦးကသူကိုလက်ဟန်ချီဟန်ဖြင့်တတိပေးနေသည်အပြုံးနှင့်တေသွားလေတာသူမကိုမတွေ့မိစေနှင့် သူငှားကဧည့်သည်တိုင်းကိုရွာထဲမှာအမြဲထားခြင်းနဲ့ညနေတကောင်အချိန်လီယန်းသည်ရွာလေရှိဖျားကြောင်ဟောင်းတွင်ခိုးလုံနေစဉ်ကျွေးကြော်တန်များခြေတန်များကြားလာရသည်မြည်ရင်လင်းဖြင့်ကြီးလိုက်သည့်အခါအဖြူရောင်ဝတ်စုံဝင်လာတဲ့မျိုးသမီးတအူးကရွာသားများနှင့်လှဲ့ပတ်ကခုန်နေသည်ကိုမြင်ရသည်သို့သော ထိုမျိုးသမီး၏ခြေထောက်များသည်နောက်ပြန်လှည့်နေပြီးမျက်နာတွင်ပါးစပ်မရှိမျက်လုံးနှလုံးသာပါသောအပြုံးတစ်ခုသာရှိသည်အချိန်ပြင်းစွာလာသောလေတိုက်ခတ်တံနှင့်အတူလီယန်းသည် သူ့အိမ်ယာမှနိုးလာခဲ့သည်အိမ်မက်လာသို့သောသူ့လက်မောင်းပေါ်တွင်ရွှေရောင်အစင်းတစ်ခုကျန်ရစ်နေသည်ဒတင်းပေါက်မှ ကြီးလိုက်သည့်အခါမှောင်နေသောရွာလန်းပေါ်တွင်အဖြူဝှက်ထားသောအရေးတစ်ခုကသူ့ဘက်သို့နှီးနှီးလှဲ့လာပြီးပါးစပ်နှင့်အပြုံးဖြင့်လက်ဖြင့်လှမ်းခေါ်နေသည် အရှိန်ပြင်းစွာလာသောလေတိုက်ခတ်တံနှင့်အတူလီယန်းသည်သူ့အိမ်ယာမှနိုးလာခဲ့သည်အိမ်မက်လာသို့သောသူ့လက်မောင်းပေါ်တွင်ရွှေရောင်အစင်းတစ်ခုကျန်ရစ်နေသည်ဒရင်ပေါက်မှ ကြီးလိုက်သည့်အခါမှောင်နေသောရွာလန်းပေါ်တွင် အဖြူဝတ်ထားသောအရေးတစ်ခုက သူ့ဘက်သို့နှီးနှီးလှဲ့လာပြီးပါဇက်မဲ့အပြုံးဖြင့်လက်ဖြင့်လှမ်းခေါ်နေသည် ။လီယန်းဒီမနက်ခင်းတွင်ရွာမအသက်ရှင်လွတ်မြောက်သွားတော့လေ။သူခီးဆောင်အိတ်ထဲတွင်ရွှေရောင်စပင်တစ်စီးနှင့် ပုံဟောင်းတပုံတပုံကိုတွေ့ရှိခဲ့သည်။ဓာတ်ပုံတွင်1920ပြည့်နှစ်ကရွာသားများဝိုင်းရံထားသောပစက်မရှိသည့်အမျိုးသမီးတဦးပါဝင်နေပြီးသူမ၏နောက်ခံတွင်ယခုလီယန်းထဲခိုသောအကြောင်းဟောင်းကိုမြင်ရသည်။ထိုနေ့မှစ၍ညတိုင်းသူ၏အိတ်ခန်းတကားကိုတီးခေါက်တံများကြားရပြီးတရင်ပေါက်မှ နောက်ပြန်လှည့်ထားသောခြေရာများကိုတွေ့နေရဆဲဖြစ်သည်။